နိုင်ငံကျော်မင်းသားဖြစ်ပြီးညီဖြစ်သူမင်းသွေးရဲ့အုပ်ကိုကိုတန်ရှင်းတောင်မလုပ်ပေးနိုင်လို့အခုလိုဝေဖန်ခံနေရတဲ့နေတူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်မြန်မာစတာပေ့ချ်ကနေပြောင်းလဲကြိုဆိုလိုက်ပါတယ်အခုချိန်အင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဓာတ်ပုံဓာတ်ပုံကြောင့်တော်တော်လေးလူပြောများနေပါတယ်အဆိုပါဓာတ်ပုံကတော့ကွယ်လွန်ဆုံးပါသွားပြီဖြစ်တဲ့မင်းသွေးရဲ့အုပ်ကိုပါဒီလိုမျိုးကွယ်လွန်သူမင်းသားမင်းသွေးရဲ့အုပ်ကူမြင်ကွင်းနဲ့ပတ်သက်လို့မင်းသွေးရဲ့အကိုရင်းဖြစ်သူနိုင်ငံကျော်မင်းသားနေတိုးပေါ်မှာဝေဖန်မှုတွေများပြားနေပါတယ် လွန်ခဲ့တဲ့ရှင်းနှစ်လောက်ကမင်းသားမင်းသွေးအသက်ရှင်နေတဲ့အချိန်ကိုပြန်ပြောင်းကြည့်မယ်ဆိုရင်မင်းသွေးဆိုတာပြည်သက်ချစ်တော်နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။အခုဖြစ်သူနေတိုးရဲ့အရှိန်အဝါကြောင့်နာမည်ကြီးလာတာဆိုတာထက်သူ့ရဲ့ပင်ကိုယ်စင်ရဲ့ရိုးသားပွင့်လင်းမှုတရုတ်ဆောင်ပိုင်နိုင်မှုတွေအကြောင်းကိုပိုင်ပြည်သက်နဲ့ရပ်တည်နိုင်ခဲ့တဲ့သူပါ။ဒါပေမဲ့လည်းမင်းသွေးဟာ2018ခုနှစ်မှာကန်ဆိုးမှုမှောင်ကျစွာနဲ့ဘောလုံးကန်ရင်နဲ့နှလုံးရောဂါဖောက်ကောင်ရုတ်တရက်ကျွေးလွန်းသွားခဲ့ရတဲ့အဖြစ်ကတနိုင်ငံလုံးကမင်းသွေးပြည်သက်တွေကိုဝန်းနေသွားစေခဲ့ပါတယ်။ဒါပေမဲ့ အခုလက်ရှိလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံမှတ်တမ်းတွေအရာမင်းသွေးရဲ့အုတ်ကူကတကယ်ကိုဝန်းနေဖွယ်ရာအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။တချင်းကပန်းတွေဝင်နေခဲ့တဲ့ဂူလေးကအခုချိန်မှာတော့လူသူအယောက်ပေါက်နေပါပြီးတော့ခြုံနယ်ပိတ်ပောင်းတွေထူထပ်စွာ ဖုံးလွှမ်းနေတာကို တွေ့မြင်ရပါတယ်။အုတ်ကူပဝင်းချင်းမှာတန်ရှင်းလုံးမဲ့သူမရှိ ပြိုပြင်ထိမ့်သိမ်းမဲ့သူမရှိဘဲနဲ့စွန့်ပစ်ခံထားရတဲ့တင်းချိုင်းကူပြက်လေးတစ်ခုလိုဖြစ်နေတာကပရိသတ်တွေရဲ့စိတ်ကိုဆွဲဆောင်လိုက်တယ်လို့ပါပဲ။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာပရိသတ်တွေကတော့မင်းသွေးရဲ့အကိုအရင်းဖြစ်သူနေတိုးကိုပဲပြင်းပြထန်ထန်ဝေဖန်ကြပါရယ်။ဘာကြောင့်လဲဆိုတော့နေတိုးဟာအာမန်လူတယောက်မဟုတ်လို့ပါပဲ။အားလုံးသိကြတဲ့အတိုင်းပဲနေတိုးကမြန်မာနိုင်ငံရဲ့ထိတ်တန့်စိတ်ရင်းဝင်အကျွေးဝါဆုံးနဲ့အအောင်မြင်ဆုံးမင်းသားကြီးတစ်လက်ဖြစ်ပါရယ်။ငွေကြေးဒဏ္ဍာရီအပြည့်စုံလုံးနဲ့အကိုတယောက်နေနဲ့ညီအရင်ခောက်ခောက်ရဲ့အုပ်ကူကိုတလောက်ထိပြစ်ထားရတဲ့လား ဆိုပြီးမိကုံးထုံးစရာဖြစ်လာပါတယ်။ပရိသတ်တွေဝေဖန်ကြတာကတော့ကိုယ်တိုင်မအားလို့မသွားနိုင်ရင်တောင်ငွေကြေးတတ်နိုင်တဲ့သူပဲလူငါပြီးတော့တလားတခါလောက်တန်ရှင်းလှုပ်ခိုင်းလို့ရသားပဲဆိုတဲ့အချက်ပါအကိုကြီးအဖရာလို့ဆိုကြတဲ့မြန်မာလူမှုဖွဲ့စည်းမှာညီလေးတယောက်ရဲ့နောက်ဆုံးအိတ်ဆက်ရနေရာလေးကိုတောင်တတရရဖြစ်အောင်မထားနိုင်ဘူးလားဆိုတဲ့အပြစ်တင်တဲ့တွေကကြေလောင်လာပါတယ်။တကယ်တမ်းပြန်တွေးကြည့်ရင်မင်းသွေးကတာမန်လူတယောက်မဟုတ်ပါဘူး။သူမသိခင်အချိန်ထိအမှုပညာအလုပ်တွေစူးစမ်းလုပ်ကင်သွားတဲ့ကျေပွင့် င်းတပွင့်မှာသူ့လိုမျိုးလူတယောက်ရဲ့အုပ်ကူကဒီလိုခြုံနယ်တွေချားမှာပျောက်ကွယ်လူနီးပါးဖြစ်နေတာကသူ့ရဲ့ပြည်သက်တွေတော်တော်လက်ခံနိုင်စရာမရှိပါဘူး။ အရင်တုန်းကချစ်သူကောင်မလေးလာလို့ပေတော့ကတန်ရှင်းနေပေမယ့်အခုမိသားစုဘက်ကလှည့်မကြည့်တော့တဲ့အခါမှာဒီလိုအခြေအနေဖြစ်သွားရတာလို့သုံးသပ်ကြပါရယ်။နေတိုးနေတဲ့အမှုပညာအလုပ်တွေခရီးစဉ်တွေနဲ့မအားလတ်တာမဲ့ပေမယ့်သွေးသားဆိုတဲ့တန်ရုံးစဉ်ကိုတော့ဒီထက်ပိုပြီးတန်ဖိုးထားတဲ့လို့ထင်မြင်မိကြပါရယ်။အုတ်ကူဆိုတာတည်ဆုံးသူအတွက်ဘာမှမသိနိုင်တော့ပေမယ့်ကျန်ရစ်သူတွေရဲ့မြေတားတရားနဲ့သတိရမှုကိုပြသတဲ့ပြရုပ်တစ်ခုဖြစ်နေလို့ပေါ့။လက်ရှိမှာတော့နေတိုးပေါ်ကမင်းတို့ရဲ့အုတ်ကူကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေမြင့်တက်နေပါရယ်။ နိုင်ငံကျော်မင်းသားဖြစ်ပြီးညီရဲအုပ်ကူကိုတောင်မရှင်းနိုင်ဘူးဆိုတဲ့သကကလုံးတွေကနေတိုးရဲ့ပုံရိပ်ကိုအနေနဲ့များထိခိုက်စေတာတော့အမှန်ပါပဲ။ဒါပေမဲ့မြန်မာလူမျိုးတွေဟာအုပ်ကူကိုပြုပြင်တာထက်စီအာရိုတွေကိုစွန့်ကတ်တဲ့အလေးအထားကိုလုံးကြတာများတာကြောင့်အခုလိုဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ကဲပရိသတ်ကြီးရဲ့ချုံနယ်ရီကြားကမင်းသားရဲ့အုပ်ကူကိုမြင်ရတဲ့အခါဘယ်လိုခံစားရလဲ။အခုဖြစ်သူနေတိုးနေနဲ့တာဝန်မကျေဘူးလို့မြင်လား။ဓမ္မမဟုတ်သေးသူကြာရင်မေးဆိုတဲ့လောကသဘောတရားတိုင်းပဲလက်ခံပေးတယ်လား။ပရိသတ်တို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါဦး။ င်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်